ားလုံးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ9ရက်နေ့ညပိုင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။ဒီနေ့အတွက်ဒူဂျာသတင်းတွေနဲ့မဲထွက်ပေဘိုချင်းချောင်းရင်တိုင်ကြားနိုင်နေဆိုတော့အန်နျူးစီထုတ်ပြန်ချက်မေကွန်ထုတ်ခံနေရတဲ့သတင်းအတူရောင်ရွေးကောက်ပွဲကိုမဝေဖန်ရဲလောက်အောင် ပြည်တွင်းနေလူတို့ကြောက်ရွံ့နေတဲ့သတင်း တရားဝင်ရွေးကော်ကိုဝေဖန်တဲ့တာဆာညာစီစီ အဖမ်းခံရမှာကြောက်လို့ပြန်တောင်းမှန်တဲ့တဲ့င်းတနက်ကြီးနဲ့ဒရုန်းပုံးသီးတွေထုံနေတဲ့ကပါစာစနစ်ကိုရှော့တိုက်တုံးနဲ့ပစ်ခတ်ပျက်စီးမှုရှိတဲ့တဲ့င်းစိတ်ကော်မရှင်ရဲ့ဖန်ဝရန်ထုတ်ခံရတဲ့ရွှေလက်ပိုင်ရှင်ဒေါခင်ဆန်းရင်တဲ့င်း ဖိလစ်ပိုင်နဲ့ BNN မှာလူ190ကျော်သေဆေးခဲ့တဲ့မုံတိုင်းခေမာဂီကမောရီးယားကိုဆက်ဦးတည်အဲ့ဒီလိုတနေ့တာအထူးခြားဆုံးဖြစ်ခဲ့တဲ့ပီရင်းပေပါသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။ပြည်တွင်းသတင်းတွေကိုအယူဆုံးရှုစားလိုက်ကြရအောင်ပါမဲထွက်ပေးဖို့ချင်းချောင်းရင်တိုင်ကြားနိုင်တယ်ဆိုတော့အန်ညူးချီထုတ်ပြန်ချက်ပေါ်ပြည်သူတွေရဲ့မေခွန်းထုတ်ဝေဖန်မှုနဲ့ရင်ဆိုင်နေရတဲ့အကြောင်းကိုပြောပြချင်ပါတယ် အတူရံရွေးကောက်ပွဲကိုမဲထွက်ပေးဖို့စစ်ကောင်ရှင်ဘက်ကချင်းချောက်ရင်အမျိုးသားညီညွတ်ရေးအစိုးရထံတိုင်ကြားနိုင်တယ်ဆိုပြီးတော့နိုဝင်ဘာလ6ရက်မနေ့ညပိုင်းကထုတ်ပြန်လာပါတယ်အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးပြည်တွင်းပြည်ပကပြည်သူတွေကမေကွန်ထုတ်ဝေဖန်ပြောဆိုမှုတွေအပါအဝင်လောင်ပြောင်ပြောဆိုမှုတွေအထိလူမှုကွန်ရက်ပေါ်ပြုလုပ်လာနေကြတာတွေ့ရပါတယ်။မက်ထရက်ဘေဘိုချင်းချောက်ရင်အန်ယူဂျီကဘလို့ကောက်ွယ်ပေးမှလဲဘလို့အရေးယူပေးမှလဲဆိုတော့မေကွန်တွေကိုအများဆုံးထုတ်နေကြတာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာနေထိုင်တဲ့အသက်30ဝန်းကျင်ရှိအမျိုးသားတဦးကတော့ ချိုးချောင်းစီလျော်တဲ့အရာမျိုးမဟုတ်တာဖြစ်နေတယ်။အစိုးရနေရာလဲရကျင်တယ်။လုံနေရာတွေကတည်ဖဲနေတယ်။အဲ့ဒါကြောင့်ဝေဖန်ခံရတော့မြင်ပါတယ်လို့ပြောပါတယ်။အနှင်းစီပြည်တဲ့ရင်နဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တဲ့မိသူမဆိုးပြီးသူလူထုကိုအတူရောင်ရွေးကောက်ပွဲမှာမဲထွက်ပေးဖို့ကြိုတင်မဲပေးဖို့တင်းနည်းနည်းချင်းချောက်အချက်ကိုင်းတာဟာလူခွေရဲ့ချိုးပေါမှုရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုကျွလွန်တာဖြစ်တယ်လို့ဥရင်နဲ့ညှိစုံနဲ့လုံရက်လဲဖြစ်တယ်လို့ဆိုထားပါတယ်။ အန်ယူဂျီ Facebook လုံမှုကိုရန်ဆာမင်နာကအဲ့ဒီထုတ်ပြန်ချက်အောက်မှာလဲဝင်ရဝေဖန်နေကြတာတွေ့ရပြီးအဲ့ဒီတဲ့လုံမှုကိုရန်တုံးပြီတုံးတုံးကတိုင်ကြရင်ရောဘလို့များအေးအိမ်မှာပါလဲနိုင်ငံရဲ့အရာအခြားလက်တွေ့ကြတဲ့ထင်တာမြင်တာရှိတဲ့ရုပ်တိရုပ်တာရှိတဲ့ထုတ်ပြန်ချက်တွေပဲထုတ်စေခြင်းနဲ့ ပြည်သူတွေမှာပြည်တွင်း online လုံခြုံမှုတွေကိုတော့မတားဆီးနိုင်လို့ line သုံးပြီး like ကလေးမှန့်ကလေးပေးတာတော့အရေးယူခံနေရတာအန်ယူချီစီတိုင်းစာပို့ရအောင်ပါတယ်လို့မှတ်ချက်ပြုထားတာတွေ့ရပါတယ်။ကြန့်ခိုင်ရင်ပါတီကတော့ပြည်သူတွေမဲထွက်မပေးဖို့ကိုသာလူလားနေရကြောင်းစစ်ကောင်မရှင်ကပြည်သူတွေမဲထွက်ပေးဖို့ချင်းချောင်းမယ်လို့မထင်မြင်တဲ့အကြောင်းတောင်းကလာပါမြို့နယ်နဲ့ကြန့်ခိုင်ရင်ပါတီနဲ့နှိဆက်သူတအုပ်ကပြောပါတယ်။ စစ်ကော်မရှင်ကရွေးကောက်ပွဲအပိုင်းတင်အနေနဲ့လာမယ့်ဒီဇင်ဘာ28ရက်မှာကျင်းပဖို့ကြိုးပမ်းနေပြီးပါတီ59ခုကရွေးကောက်ပွဲဝင်ပြိုင်မှုကိုစလဲလောင်း9000ကျော်နဲ့အတူတတိပုဂ္ဂလာကိုစလဲ66ဦးတို့ကစီရင်သွင်းထားပါတယ်။ဒုတိယအနေနဲ့အတူရောင်ရွေးကောက်ပွဲကိုမဝေဖန်ရဲလာအောင်ပြည်ရင်းနေလူတို့ကြောင်းရွံ့နေတဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်ရှင်။ အာနာသိန်းစစ်တပ်ရဲ့ဖမ်းဆီးချင်းချောင်မှုတွေကြောင့်ပြည်တွင်းနေလူအများစုဟာအတူရောင်ရွေးကောက်ပွဲကိုမဝေဖန်ရဲလောက်အောင်ကြောက်ရွံ့နေကြရလို့သတင်းရရှိပါတယ်။လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲဖြစ်အောင်ကျင်းပမယ်လို့စစ်ကောင်းဆောင်မင်းအောင်လိုင်ကနိုင်ငံတကာကိုကြွေးကြော်နေပေမဲ့လက်တွေ့မှာတော့ဝေဖန်သူမှန်သမျှကိုစစ်ကောင်ရှင်လောက်ခံတွေကဖမ်းဆီးထောင်ချတာတွေပြုလုပ်နေတာပါ။ အဲဒါကြောင့်ပေတွင်းနေလူများစုအားလူမှုကွန်ရက်ပေါ်မှာရေကောက်ပွဲနဲ့ပတ်သက်တာတွေမပြောတာမကပဲပြင်ပလူမှုအတိုင်းဝိုင်းမှာလည်းမပြောရကြဘူးလို့သိရှိရပါတယ်။နိုင်ငံရေးတွေမပါနဲ့ဆိုတဲ့စကားလိုပဲအခုပေတွင်းမှာရေကောက်ပွဲအတူကအနေနဲ့ရကပအကြောင်းမပြောနဲ့ဆိုတာမျိုးထင်းလူတွေကပြောနေကြတယ်။လူကြီးလူငယ်စကားဝိုင်းအတော်များများမှာအဲ့ဒီလိုဖြစ်နေလို့ရန်ကုန်မြို့မယန်းကုန်းမြို့နယ်တွေမြို့သားတို့ကပြောပါတယ်။ ရှိပီတာမြို့နယ်နေအသက်50ဝန်းကျင်ရှိ အမျိုးသားတအူကို MPA ကရွေးကောက်ပွဲအပေါ်အမြင်ဘလို့ရှိတယ်လို့မေးမြန်းတာကိုမလောက်ပါနဲ့မဖြေပြစင်နဲ့လို့ညင်းဆန်ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာ reaction ပေးတာကအစရွေးကောက်ပွဲနောက်ဆက်တဲ့ဆိုပြီးဖမ်းဆီးနေတဲ့စစ်ကော်မရှင်ကဇူလိုင်31ရက်ကနေအောက်တိုဘာ29ရက်ထိ 3လနီးပါးကာလတွင်အမျိုးသမီး9ဦးအပါအဝင် အပြစ်မဲ့ပြည်သူ88ဦးထိဖမ်းဆီးထားတယ်လို့စစ်ကောင်ရှင်ပြည်ထောင်စုရဲ့ပြောဆိုချက်အရသိရပါတယ်။ဆက်လက်ပြီးလည်းရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လှုပ်ဆောင်မှုဝါဒဖြန့်မှုကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ပြီးထိရောက်စွာအရေးယူဖို့တူဖို့ချုပ်စီထွန်းထွန်းအောင်ကအော်တိုဝါ31ရက်တုန်းကကျင်းပခဲ့တဲ့လုံခြုံရေးဆိုင်ကကြီးကြပ်မှုဘဟုကောမဒီစီဝေမှာဩက္ကဋ္ဌတာဝန်ယူထားတဲ့ သူကအမိတ်ပေးသွားပါတယ်။အတုယောင်ရွေးကောက်ပွဲကိုလူမှုကွန်ရက်ကတဆင့်ဝေဖန်နေဆိုပြီးဒရိုက်တာမိုက်တီနဲ့ဆက်ရံနှိုးကိုဖန်စီထင်ထင်ထားသလိုဒရိုက်တာကိုပေါ့ရဲ့လူမှုကွန်ရက်မှာတင်ခဲ့တဲ့ post ကိုလက်ရီယက်ရှင်ပေးတယ်ဆိုပြီးဒရိုက်တာစပြူထွန်းတက်လွင်ပါဝင်ဒရိုက်တာနှိုးကိုလည်းစင်ကာပူရှင်ကဖန်စီထားပါတယ်။ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးနေပါရှင်။ တရားမဝင်ရေကော့ကိုဝေဖန်တဲ့တာဆာညာစီစီအဖမ်းခံရမှာကြောက်လို့ပြန်တောင်းမှန်တဲ့တဲ့င်းကိုပြောပြချင်ပါတယ်။စစ်တပ်အောင်စင်တိုင်းသားစီလုံးညညို့ရဲ့တာဆာညာပါတီရဲ့ပေါ်ဝအလုံးဝဆောင်ကော်မတီဝင်ဖြစ်တဲ့ဒေါက်တာကျော်စွေဟာစစ်ကော်မရှင်ရေကော့ပွဲကိုဝေဖန်ခဲ့ပေမဲ့အဖမ်းခံရမှာကြောက်ပြီးတောင်းမှန်မှုတွေပြုလုပ်နေပါတယ်။ ူ့ရဲ့လူမှုကွန်ရက်ဆာမီနာမှာတရားမဝင်ကောက်ပွဲကော်မရှင်ကိုဝေဖန်ခဲ့တာဖြစ်ပေမဲ့အခုတော့လူမှုကွန်ရက်အပြင်စစ်ကော်မရှင်ပိုင်းနေ့စဉ်သတင်းစာတွေကနေပါစကြောက်လန့်လန့်တောင်းမှန်နေတာပါပြီးခဲ့တဲ့အောက်တိုဘာ28ရက်နဲ့31ရက်တို့မှာအကျွေးရှိနေတဲ့ပြီးသုံးလုံးပါတီခေါင်းဆောင်တော်တသက်ခိုင်အမတ်လောင်းအဖြစ်ကဖြုတ်ချခံရတဲ့ပတ်သက်ပြီးတရားဥပဒေထက်နိုင်ငံရေးအရာအသုံးချမှုတမျိုးဖြစ်နိုင်တယ်လို့ပြောဆိုခဲ့တာပါအခုတော့ဒီလိုပြောဆိုမှုဟာသက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေ နေဥရီတွေကိုကောက်ကောက်နားမလဲပဲရေးသားဖော်ပြခဲ့တာဖြစ်ပြီးရေကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေထိခိုက်နေတာမျိုးအပေါ်တောင်းမှန်ကြောင်းဒီနေ့ထုတ်သတင်းစာတွေကတစင်တောင်းမှန်စာထည့်သွင်းလာတာဖြစ်ပါတယ်။နောက်နေ့မှာမြောက်ရီသတင်းစာမှာလည်းပါလာပါလိမ့်မယ်လို့ဒေါက်တာကျော်စုရဲ့လူမှုကွန်ရက်မှာရေးသားပြောဆိုထားတာတွေ့ရပါတယ်။ မဆောင်မျိုးကိုတင်းဆောင်လာတဲ့တကြွလှူရှားသူတို့ကတော့ပြောတော့ကတော့ပြောပြီးတော့အခုမှပြန်တောင်းဝင်တာကသူ့ရဲ့နိုင်ငံရေးရေချိန်မဲလေရွေးကောက်ပွဲဝင်ပြိုင်မဲလူတယောက်ကအမားတွေကိုတော့မထောက်ပြရဲပဲနဲ့ပြီးသူ့အကြောပြုမယ်ဆိုတာဘလို့ဖြစ်နိုင်မှာလဲစစ်တပ်ကိုကြောက်တယ်အဖမ်းခံရမှာကိုကြောက်တယ်အာနာရလိုချင်တယ်အဲ့ဒီလိုလူစားမျိုးတွေကတိုင်းပြည်ပြုပြင်ပြောင်းလဲချင်တယ်ဆိုတာကတကယ့်ဟာတာပဲလို့ပြောဆိုပါတယ် ဒေါက်တာကျော်စီအား2020အဖြစ်နဲ့အထွေထွေရွေးကောက်ပွဲမှာတားဆညပါတီကိုစားပြုပြီးတောင်တွင်းစီမျိုးနဲ့ပြီးသူလွတ်တော်ကိုစလဲလောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့ရှုံးနေခဲ့ပါတယ်။ဆက်လက်ပြီးလက်နက်ကြီးနဲ့ဒရုန်းပုံးသီးတွေထုတ်နေတဲ့ကပ္ပစာစနစ်ကိုစော့တိုက်တုံးနဲ့ပြစ်ခတ်ပျက်စီးမှုရှိတဲ့တရင်ကိုပြောပြပါဝင်။နိုဝင်ဘာ6ရက်မနေ့မနက်6:00နာရီလောက်မှာမကွေးတိုင်းကမာမြို့နယ်တရက်ကမာလမ်းပိုင်းရှင်နန္ဒာကျေးရွာကရဲကင်စကန်ကို င်ရောက်တိုက်ခိုက်ခဲ့တယ်လို့တရက်ခိုင်အမတ်လေးတရင်ကသတင်းထုတ်ပြန်ပါတယ်။အဲလိုတိုက်ခိုက်ရင်အမတ်စနစ်ကကွယ်ပစ္စည်းထုတ်လို့ရစရင်ကပါစာစနစ်ကို120မမရှော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာမှာလေလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးအဒီစရင်တွင်ကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ တပြိုင်တည်းလုံရတဲ့အကြောင်းရင်းကတော့ဒေတာတွေမှာဆိုရင်ကပ္ပစာစနစ်ကအကြီးဆုံးဖြစ်ပါတယ်။ကျွန်တော်တို့လှူရှားတဲ့တရက်ကမမင်းတော်ကို ကပ္ပစာစနစ်ကလုံခြုံရေးအရာကိုစေရေးအရာကိုအဓိကထိန်းချုပ်တယ်။စစ်ကြောင်းတွင်စုဖွဲ့တဲ့နောက်ပြီးကျွန်တော်တို့ရင်နံသားကိုတိုက်နေတဲ့အချိန်မှာစစ်ကိုပေးနိုင်တာကလည်းကပ္ပစာစနစ်ကမို့လို့ပါလို့တရက်ခရိုင်အမှတ်လေးတရင်ရဲ့တရင်နဲ့ပြန်ကြရေးတာဝန်ခံကိုမြက်က MP ကိုပြောပါရတယ်။ အဲ့ဒီပြစ်ခတ်မှုကြောင့်ကပ္ပစာဆက်နဲ့အတွဲထိခိုက်ပျက်စီးမှုတွေရှိနိုင်ပြီးပြူဟာမှုလည်းအောင်လံမျိုးစင်တိတ်ချောင်သွားတယ်လို့သူကပြောပါတယ်။အင်အား30ခန်းရှိရဲကင်းစကန်ကိုတနင်္လာနေ့ဝဲလောက်ကြာခဲ့တဲ့အထိဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွေ့ရဲကင်းဘဏ်က6ဘဏ်နဲ့၄ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အခုရဲကင်းစကန်တိုက်ပွဲဟာပထမအချိန်ကထက်အလွန်ခက်ခဲခဲ့ပြီးခရရန်လိုအပ်ချက်နဲ့အတူလေကြောင်းရရှိနေရာကြောင်းပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ကိုမြတ်ကပြောပါတယ် အဲ့ဒီတိုက်ပွဲအတွင်းစေအုပ်စုဘက်က9ဦးသေဆုံးပြီး PDF ရဲဘော်9ဦးတိုက်ပွဲအတွင်းစနိုက်ပါကြီးထိမှန်ကျဆုံးခဲ့ရကရုံလောင်းတွေပြန်လည်ရရှိခဲ့တယ်လို့သိရပါတယ်။ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့စစ်ကော်မရှင်ရဲ့ဖန်ဝရန်ထုတ်ခံရတဲ့ရွှေလက်ပိုင်ရှင်ဒေါခင်ဆန်းရဲအကြောင်းကိုတင်ဆက်ပေးကြပါမယ်။တိုင်းရင်စေကူတာခွင့်လက်မှတ်မရှိပဲစေကူလိုတရားစွဲခံရရတဲ့ရွှေလက်လိုနာမည်ကြီးတဲ့ဒေါခင်ဆန်းကိုစစ်ကော်မရှင်တရားရုံးကဖန်ဝရန်ထုတ်လိုက်တယ်လို့သတင်းရရှိပါရယ်။ တိုင်းစေးကောင်စီဥရီပုံမှ63နဲ့အမှုဖွင့်တရားစွဲခံရတဲ့ရွှေလက်ဒေါခင်စိန်ကိုမန္တလေးတိုင်းအမရဘူရာမြို့နယ်တရားရုံးကနေဒီနေ့မှ ရုံးချင်းလာဖို့ထိန်းဆိုထားပေမဲ့မလာတာကြောင့်အခုလောဖမ်းဝရန်ထုတ်ခံရတာလို့ဒီကြောင့်သိရှိထားသူတဦးကပြောပါတယ်ရှင်လက်ဒေါခင်ဆိုင်ကဒီနေ့ခုနှစ်ကြိမ်မြောက်ရုံးစိမ့်ပါတယ်မလာရောက်ခဲ့တာမဟုတ်ပဲရှေ့6ကြိမ်ချင်းဆိုခဲ့တာကိုလည်းပြက်ကွက်ခဲ့တယ်လို့ဆိုပါတယ် အမရမူရာမြို့နယ်တရားရုံးကအခုရုံးချိန်မှာ power run ထုတ်လိုက်သလိုဒေါခင်ဆန်းရင်ကိုဆွဲတင်ထားတဲ့အမှုအတွက်နိုဝင်ဘာ19ရက်ကို၈ချိန်မြောက်ဖြင့်ထပ်မံချိန်ဆထားတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဇူလိုင်21ရက်နေ့တုန်းကမြန်မာနိုင်ငံတိုင်းစိတ်ကောင်စီကနေဒေါခင်စဲရင်ကိုတရားဝင်ဆေးကုတယ်ဆိုပြီးတိုင်းစိတ်ကောင်စီဥရေပုံမှာ67နဲ့အမရပူရာမြို့နယ်တရားရုံးမှာတရားစွဲခဲ့တာဖြစ်ပါတယ်။အခုလောတရားစွဲဆိုခံရတဲ့ပတ်သက်ပြီးဒေါခင်စဲရင်ဘက်ကတရားဝင် ထုတ်ပြောတာမျိုးမရှိသေးပါဘူး။သူစွဲခံထားရတဲ့ပုံမှာ67ဟာပြစ်မှုထင်ရှားရင်ထောင်ဒဏ်တစ်နှစ်ဖြစ်စေငွေကျပ်9သိန်းကနေ10သိန်းထိဖြစ်စေ တန်းနှံ့ရလုံးဖြစ်စေချမှတ်နိုင်ပါတယ်။ ဒေါခင်စန်းရင်ကို တိုင်းအစေးကောင်စီရဲ့ပြတိုင်းအစေးပညာဦးစီးဌာနကလည်းမှတ်ပုံမတင်ထားတဲ့စေမြတ္တာနာမည်နဲ့စေဝါရီထုတ်လုပ်တဲ့ဆိုကတရားဆွဲဆိုထားပြီးအဲ့ဒီအမှုအတွက်လည်းတရားရင်ဆိုင်နာမျိုးမရှိသေးဘူးလို့နှိဆက်သူတွေစီကသိရပါတယ်။ဒေါခင်စန်းရင်ဟာမကျန်းမာတဲ့ပြည်သူလူထုကချစ်ခင်အားကိုကြတဲ့တိုင်းအစေးသမားတော်တဦးအဖြစ်လူမှုကွန်ရက်မှာသူ့ရဲ့ပုံရိပ်ကိုတည်ဆောက်ထားပြီး Facebook နဲ့ TikTok လူမှုကွန်ရက်တွေမှာပြည်သက်ဦးရေးတန်းကြော်ရရှိထားပါတယ်။ နောက်ဆုံးပြပါသတင်းလေးနဲ့ဖိလစ်ပိုင်နဲ့ဗီယက်နမ်မှာလူ190ကျော်သေဆေးခဲ့တဲ့မုံတိုင်းခေမာကြီးကမောရီးယားကိုဆက်ဦးတည်နေတဲ့အကြောင်းပြောပြရင်ဒီနေ့အတွက်ကျမရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရပ်နားလိုက်ချင်ပါတယ်ရှင်။အင်အားဖြင့်ခေမာကြီးမုံတိုင်းကျောင်းဖိလစ်ပိုင်မှာလူ190နီးပါးနဲ့ဗီယက်နမ်မှာ9ဦးသေဆုံးခဲ့တယ်လို့အထက်နိုင်ငံအစိုးရတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အဲ့ဒီမောင်နှံချီကြောင့်ဖိလစ်ပိုင်မှာမကြုံစက်ဘူးစီးမားတဲ့အနေတွေနဲ့ရင်ဆိုင်ခဲ့ရပြီး <laughs> တာဟာလေးတိုင်လုံးတစ်ခုရဲ့အကြောင်းမဟုတ်ဘဲတလားစာလောက်ရှိတဲ့မိုးရေချိန်ကိုရပိုင်းတွင်းရာချခဲ့တဲ့ရှေးဘေးတန်ကြောင့်လည်းဖြစ်တယ်လို့ဆိုကြပါတယ်။ကဲမာကီမုံတိုင်းဟာဂျာရီနီက PNN လေပိုင်းကိုလေးတိုင်လုံးတနင်္လာ149ကီလိုမီတာနှုန်းထိပြင်းရနဲ့ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက်ကမောရီးယားနဲ့လာအိုဘက်ကိုဥတီသွားပါတယ်။ PNN အလဲပိုင်းကဲယူရန်တခြားကမြို့တွေမှာတညလုံးမုံတိုင်းတန်ကိုအပြင်းထန်ခံနိုင်ရတဲ့အတွက်ပျက်စီးမှုအများအပြားဖြစ်ပေါ်ခဲ့ရမှာ တစ်ပင်တွေအမြစ်ကနေကျွတ်ထွက်တာအိမ်မိုးတွေလန်ထွက်တာပြတင်းပေါက်တွေပျက်စီးတဲ့အထိထိခိုက်ခဲ့ရပါတယ် PNN စစ်တပ်ကလူထောင်ပေါင်းများစွာကိုကျောင်းနေနဲ့အခြားအစိုးရအဆောင်တွေမှာနေရာချထားပေးခဲ့ပါတယ်။ PNN လည်းပိုင်းမှာပြီးခဲ့တဲ့တပတ်ကတည်းကစံချိန်တင်မိုးရေချိန်ရွာသွန်းထားပြီးအဲ့ဒီတုန်းကလည်းလူ90သေဆုံးထားရပါတယ်။ PNN ဝန်ကြီးချုပ်ဖတ်မင်ချင်းကအရေးပေါ်တုံ့ပြန်မှုအတွက်အွန်လိုင်းအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ရမှာအဆက်အသွယ်ပြောင်းလဲရတဲ့နေရာတွေကိုရှားအောင်တွားရောက်ပြီးပြည်သူတွေအတွက်အစားအစာရေသန့်တဲ့မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေရရှိဖို့တည်ချလုပ်ရမယ်လို့ညွှန်ကြားခဲ့ပါတယ်။ ။ MPN တနေ့တာထူးကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MPN တင်ဆက်မှုတွေကိုစောင့်နေချစ်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းထူးဝင်ကျေးဇူးတင်ရှိပါတယ်။မြမပီတူပီတာပါကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝမော်ရီပြကြပါစီရှင်